အားလုံးကိုမင်္ဂလာပါလို့တခင်ရှိရနာပါတော့နိုင်နှုတ်ခွန်းဆက်တာပါတယ်အခုကျွန်တော်ပြောမယ့်အကြောင်းအရာကိုနားထောင်နေကြတဲ့သူတွေကြားရတဲ့သူအားလုံးပေါ်မှာဘုရားခင်ရဲ့ဘုရားခင်ရဲ့ညီတက်ခြင်းနဲ့ဘုရားခင်ပေးတဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းအားလုံးကို အခုလိုခက်ခဲဆွေးဥတဲ့ကာလမှာရရှိနိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်အခုလိုခက်ခဲတဲ့အချိန်ကာလမျိုးမှာဘုရားခင်ပေးတဲ့ကျေးဇူးတော်ကိုခံစားပြီးတော့မှ မိမိရဲ့အသက်ရှင်မှုတွေမှာဘုရားခင်ပေးတဲ့ဉာဏ်ပညာနဲ့အသက်ရှင်နိုင်ဖို့ဘုရားခင်ရဲ့ဣဒ္ဓချင်းနဲ့အခွက်ကားချင်းမြောက်လည်းပြေဝစားခံစားရရှိနိုင်ဖို့ဆုတောင်းပေးပါရစေ။ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့တမန်ကျမ်းစာတွေကတောလျာကျမ်းအကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းကိုမပြောခင်မှာရှေးဥစွာတောလျာကျမ်းတွေကကျမ်းပိုက်တစ်ပိုက်ကိုအရင်ဖတ်ပြခြင်းပါတယ်။ တော်ရကြခန်းကြီး74အငွေ20နှစ်ကနေ23ဒီဖြစ်ပါတယ်။ငါဘုံတော်ကို၎င်းအေဂုတ်ထုပြီမှစပြီ။ဤတော်၌ထူးဆန်းသောတကူတော်ကို၎င်းမြင်ရသောလူအပေါင်းတို့သည်ငါစကားကိုနားမထောင်။ဆဲချင်းတိုင်အောင်ငါကိုစုံစမ်းကြောကြောက်၊ကားကိုစုံစမ်းတော့ကြောက်။သူတို့ဘိုးဘေးတို့အားငါချိန်ဆသောငါချိန်ဆသောပြီကိုအကယ်စစ်စစ်သူတို့သည်မမြင်ရကြ။ငါကိုမယုံမသိပြု တော်သူတရားအောင်ပြမမြင်ရကြငါကြုံကာလက်ဘူးကထူးခြားသောသဘောရှိ၍ငါနောက်သို့ လုံးလုံးလိုက်သောကြောင့်သူသွားခဲ့ပြီးသောပြည်သို့သူကိုဆောင်သွေးသည်ဖြင့်သူ၏သားမီးတို့သည်အမွေခံရကြလိမ့်မည်ဒေါ်လာချခိုင်း14အငွေ20ကနေ23ဖြစ်ပါတယ်တောလျာချမ်းဆိုတဲ့အပြီးကတော့တကူမူလာစကားအရာတောထဲမှာလှည့်လည်သွားလာနေရခြင်းလို့အဓိပ္ပာယ်ရပါတယ်တောလျာချခိုင်းကြီး 36ခန်းရှိပြီးတော့မှအခန်းကြီး1မှ9အထိကတိနာတောင်မှာတိနာတောင်ချင်မှာဖြစ်ပြီးတော့မှဣဒရာရေဖျားခင်ရဲ့ဒီဘဝင်ဖို့ရန်အတွက်ရက်20ကြာပြင်ဆင်ကြတာကိုဖော်ပြထားပါတယ်သူတို့ကဘာဘလို့ပြင်ဆင်ကြလဲဆိုတော့ပထမလူစင်းကောက်တယ်နောက်ထပ်ဒီ ဒီတက်တွေဖွဲ့စည်းပြီးတော့မှခေါင်းဆောင်တွေကိုခတ်ပါတယ်ဒီမှာသူတို့တွေစင်ကြဲစင်ကြဲတန်ရှင်းနေရှိဖို့ရန်အတွက်ဖျားခင်ဖျားခင်လောက်ခိုင်းတာတွေကိုလောက်ကြပါတယ်ဘာကြောင့်လဲဆိုတော့တက်ထဲမှာမတန့်ရှင်းရင်သူတို့တို့ဖျားခင်ပါရှိမှာမဟုတ်ပါဘူးအခန်းကြီး30ကနေ14ထိကတော့ဒီဣဒရာ တပ်တွေစတင်ချီတက်တဲ့အခါမှာသူတို့တွေရဲ့ဒီတော်သူတို့တွေရဲ့ဒီတွေးတော်စဉ်းစားခြင်းတွေနောက်ပြီးတော့မှကြောက်ရွံ့လာတာအဲ့ဓာတွေကသူတွေးတော်စဉ်းစားရင်းနဲ့ပေါ့နော်ကြောက်ရွံ့လာတာကအဲ့ဓာတွေကဘာလဲဆိုတော့မကောင်းပြင်လာတာအားငယ်စိတ်တွေဝင်လာတယ် အကြောင်းတွေဖြစ်ပါတယ်အဲ့ဒါတွေကိုဒီခါနီးတစ်ဆယ်ကနေ၁၄ထိဖော်ပြထားပါတယ်နောက်ပြီးတော့သူတို့ကကာဒီရှဘာနာเนาะအရက်ကို သွားရလမ်းကြောင်းပေါ်လဲလမ်းကြောင်းပေါ်ကိုသူတို့ဒီလမ်းကြောင်းပေါ်သူတို့လက်အတန်ကြာရှိနေတယ်သူတို့တွေကဖျားခင်ရဲ့ဂရိထားရပြီကိုလက်မခံပဲငင်းပယ်ကြတယ် ်ညီးတွန်းမြည်တမ်းကြတယ်။တန်တရားတွေဝင်လာကြပါတယ်။အခန်းကြီး15ကနေ36ထိကတော့သူတို့ရဲ့ဘုရားခင်ကိုမယုံကြည်မှုမနာခံမှုတွေကြောင့်ဘုရားခင်ရဲ့အပြစ်ပေးခြင်းကိုခံရပါတယ်။ဘုရားခင်ကဘလို့ပြစ်ပေးလဲဆိုတော့သူတို့တွေသူတို့တွေတော်ထဲမှာ38နှစ်ကြာလှည့်လည်သွားလာနေရပြီ။နေရပြီးတော့မှ အဲဂရုပြည်ကထွက်လာတဲ့ဣသရမျိုးဆက်တွေမျိုးဆက်ဟောင်းတွေအဲ့တော်တဲ့မှာအားလုံးအဲတေကြီးပျက်စီးသွားကြတာပြီးတော့မှလူဦးရေစရင်အစ်စ်ပြန်ကောက်ယူရတဲ့အထိအပြစ်ပေးခြင်းကိုခံခဲ့ကြရပါတယ်တောလျာကျမ်းမှာအပြစ်အပြစ်ပြက်တွေအဲ့ဒီအပြစ်ပြက်တွေဟာဣသရလူမျိုးတွေအဲဂရုပြည်ကနေပြီးတော့မှစတင် ထွက်ခွာလာခဲ့ပြီးနှစ်နှစ်အကြာတိနာတောင်ပတ်ဝန်းကျင်မှာစတင်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်တောလျာချာမှာတောလျာချာမှာဆိုလို့ရှိရင်ဣဒရလူမျိုးတွေဟာဘုရားရှင်ရဲ့ဒီတိခံခြင်းကိုအချိန်ပေါင်းများစွာခံရတယ်အချိန်ပေါင်းများစွာသူတို့ကဘုရားခင်တိတိခံခြင်းကိုစုံစမ်းခဲ့ကြတယ်ဘုရားခင်ကလည်းဣဒရလူမျိုးတွေရဲ့ သူ့ဘောတစ္ဆာရှိမှုနဲ့အရာရာအပေါ်မှာခံနိုင်ရှိမှုတီးခံနိုင်မှုတို့ကိုစစ်ဆေးကြရမှာဣဒရာလူမျိုးတွေအကျဉ်းချင်းကြာရှုံးခဲ့ပါလေဆိုတော့သူတို့တွေကဘုရားခင်ကိုတန်တရားရှိလာကြတယ်ဘုရားစကားကိုမနာခံဘူးဒါကြောင့်မို့လဲရက်40ခရီးပဲရှိတဲ့ခန္ဓာပြည်ဒဲကိုသူတို့ဘဝရပဲနဲ့တောထဲမှာနှစ်ပေါင်း40ကြာ လှဲ့လည်လေးပြီးတော့မှလှဲ့လည်ပြီးတော့တည်ဆုံသွားခဲ့ကြရပါတယ်။အဲဂရုပြည်တွေကထွက်လာတဲ့သူတွေတဲကယောရှုနဲ့ကာလက်သူတို့တို့ဥပ္ပခန္ဓာပြည်တွေကိုဝင်ခွင့်ရကြပါတယ်။သူတို့တို့ဥကရန်သူကိုမကြောက်ဘူး။သူတို့ဘက်မှာရှိတဲ့ဘုရားခင်ကိုပြတ်ပြတ်တတယုံကြည်တဲ့အာကူအာကူတယ်။သူတို့တဲ့သူဘုရားခင်ရှိသောကြောင့်ခန္ဓာပြည်တွေကအားကြီးတဲ့သူတွေကိုမကြောက်ဘဲနဲ့ ချက်ချင်းသွားတိုက်မယ်လို့တောင်မှပြောခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့လည်းပဲယောရှုနဲ့ကလည်းလူဖျားခင်ကိုအားကိုးကြုံကြည်မှုတဲ့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဖျားခင်ကကျွန်တော်တို့အတူရှိနေလို့ဖြစ်ပါတယ်။ဒါမှမဟုတ်ဖျားခင်အတူရှိပြီးလှုပ်ပေးတဲ့အမှုကိုသူလှုပ်တဲ့ပုံစံမျိုးနဲ့လူတွေရှိမှမောက်မာခဲ့တဲ့လူတူလည်း ခန္ဓာပြည်ကိုတဲကိုမဝင်မဝင်ရခဲ့ဘူးအဲ့ဒီလူကတော့မောရှိကိုယ်တိုင်ပဲဖြစ်ပါတယ်လူတွေအားလုံးကိုရည်တွက်ဖို့အတွက်ကြောက်ကိုအမိန်ပေးရမယ်လို့ရည်ထုတ်ပေးဖို့လူအားလုံးကိုရည်တွက်ဖို့အတွက်ရည်ထုတ်ပေးဖို့ကြောက်ကိုအမိန်ပေးရမယ်လို့ဘုရားခင်ကမောရှိကိုခိုင်းတယ်ဒါပေမဲ့မောရှိကကြောက်ကိုနှစ်ခါရိုက်ပြီးတော့မှအချင်းတပုံတို့ ငါဒီတင်တော့ဖို့ကြောက်သေးကရေကိုထွက်စေရမည်လို့ပြောတာဖြစ်ပါတယ်။ဒါဟာမောရှိနေတဲ့ဘုရားခင်ကိုကြော်လို့တာဖြစ်ပြီးတော့မှဘုရားခင်နေရာမှာသူဝင်ပြီးသူကပဲကြောက်သေးကရေကိုထွက်ခဲ့ထွက်စေခဲ့တဲ့ပုံစံကဘုရားခင်ကိုမယုံမသိမလေးမစားရှုံချရာရောက်ပါတယ်။ဒါကြောင့်မလို့သူခန္ဓာပြည်တဲ့ကိုမဝင်ခဲ့ရပါဘူး။ မောရှိလည်းမဖြစ်ဘူးဒါကိုကျွန်တော်တို့အတိပြုရမှာဖြစ်ပါတယ်ဣသရလူတွေဣသရလူတွေရဲ့အခြေအနေကဘုရားသခင်ကိုလုံးဝဂရုမစိုက်တဲ့အခြေအနေအခြေအနေမျိုးဖြစ်လာပါတယ်အထူးသဖြင့်သူတို့ကမောရှိရဲ့မောရှိနဲ့အာယုံရဲ့ဥဆောင်မှုကိုသူတို့မကြိုက်ဘူးအထူးသဖြင့်လေဝိလူမျိုးကမောရှိ လေဝိလူမျိုးကမောရှိနဲ့အာယုသူတို့ကိုပုံကံဖို့ဟာမောရှိနဲ့အာယုကိုပဲအကောင်းစားကောင်းစဉ်အဖြစ်နဲ့ဆက်ပြီးတော့မှဥဆောင်ဖို့ဟာသူတို့ကတိတ်တဲ့ဘောမတူဒါမဲ့လို့သူတို့ကဆက်ပြီးတော့မှမောရှိနဲ့အာယုကိုကောင်းဆောင် ေါင်းဆောင်အဖြစ်နဲ့ဆက်ခိုင်းခဲ့ပါတယ်။ဒါကြောင့်ဘုရားခင်နောက်ဘုရားခင်ပေါ်မှာအသက်စာရှိတဲ့ဘုရားခင်နဲ့ဘုရားခင်ပေါ်မှာသစ္စာရှိတဲ့ခေါင်းဆောင်တွေကိုကျွန်တော်တို့မကုမပုံကံမိဖို့အထူးတည်ထားရမှာဖြစ်တယ်။နောက်ပြီးတော့မှတအခြေအနေဆိုးတစ်ခုကိုသူတို့ကြုံရတယ်။ဒီလိုပဲကျွန်တော်တို့နေလည်းပဲအခြေအနေဆိုးတွေကိုကြုံရတဲ့အခါအခါတိုင်းမှာဘုရားခင်ကို အပြစ်တင်တတ်တဲ့အိဒရာလူမျိုးကဲ့သို့မဖြစ်ဖို့လေအရေးကြီးပါတယ်။နောက်ဘာလာဆိုတဲ့ဒီ prophet တယောက်အကြောင်းကိုလည်းကျွန်တော်တို့သိဖို့လိုလိုတဲ့သိဖို့လိုတယ်။အိဒရာအိဒရာရဲ့ယန္တုဘယင်တူကအိဒရာတွေကိုချိန်ဆပေးဖို့သူ့ကိုဘာလာကိုအခအခချင်းဝင်နဲ့လာငားတယ်။ဘုရားသခင်ကဘာလာကိုမလိုက်သွားဘူးပြောတယ် စကားပြောတယ်။ဒါပဲလို့သူကငွေမဲ့တယ်။ငွေမဲ့လို့ဘယင်တော့လိုက်သွားတယ်။ဣဒရာလူတွေကိုချိန်ဆဲဖို့သူစူးစမ်းပေမဲ့မရပါဘူး။ဘာကြောင့်လဲဆိုတော့ဘုရားခင်ကဣဒရာလူတွေကိုကောင်းကြီးပေးပြီးသားဖြစ်နေတဲ့ဖြစ်နေလို့ပါပဲ။အဲ့ဒါကိုသူကြောင်းလဲလို့မရပါဘူး။ဒါရင်မကဘူးဘာလန်ကအနာကဘယင်တယောက်နဲ့ပတ်သက်တဲ့ယူပါရင်တစ်ခုကိုတောင်မှဘုရားခင်ထံမှရရှိလိုက်ပါတယ်။ ဲ့ဒါကတော့တခင်ယေရှုပေါ်ပေါက်လာမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဣသရေလူတွေရဲ့အခြေအနေကတာရွေ့တာရွေ့ဆိုးလာမယ်ဒါပေမဲ့ဣသရေလူလူတွေရဲ့အခြေအနေတာရွေ့တာရွေ့ဆိုးလာပေမဲ့ဘုရားခင်ကသူတို့ကိုမဖြစ်ထားပါဘူးနောက်မျိုးဆက်တစ်ကိုဘုရားခင်အတုံးပြုဖို့ပြင်ဆင်ပြီးသားဖြစ်နေပါပြီဝိပ္ပယကျမ်းထဲမှာတခင်ယေရှုကိုပုံဆောင်ထားတဲ့အရာတွေကတော့ ကောင်းငင်ကနေမနေ့တိုင်းကြလာတဲ့မာနမှုနောက်ပြီးတော့မှကြောက်ထရက်ထွက်လာတဲ့ရေနောက်ပြီးတော့မှခြေဝါမွေရုပ်နောက်ဘာလံရဲ့ prophet ဖြူချက်လမ်းပြတဲ့မိတိန်နဲ့မိုးတိန်ခိုလုံရမြုပ်အဲ့လာတွေဖြစ်ပါတယ်ဒါကြောင့်လောလျာကျမ်းတွေကဣဒရာလူတွေတကယ့်အချိန်ဤဇိုးတွေမှာဘုရားခင်ကိုမပုံခံပဲယောရှုနဲ့ကာလဲကဲ့သို့ဘုရားခင်ပေါ်ပါ တစ္ဆာရှိစွာအသက်ရှင်ကြပါလို့မေတ္တာနဲ့ဝေငှပါတယ်အားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ။